ားလုံးပဲမင်္ဂလာပါဗျာအဲဒီနေ့ကတော့ကျွန်တော်ပြောနေကြကဟိုကျွန်တော်အကောင်းတဲ့ချိုတွေကိုဘယ်လိုရွေးထုတ်မလဲပေါ့နေနံတွေအတွက်ဒီနေ့ကတည်းကဒီနေ့လာအင်္ဂါပြောခုကကျွန်တော်အခုဗုဒ္ဓဟူပြောဝင်ပါအဲနေသာသီးမှာကောင်းတဲ့ချိုတွေရှိတယ်အဲ့ဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာသိသွားရင်ကျွန်တော်အများကြီးအသုံးတည်တယ်ဒါကျွန်တော်အကျဉ်းဆုံးပြောတာအကျယ်ကြီးအများကြီးပြောလို့ရတယ်နားလေသွားရင်ကျွန်တော်တို့ကအဆင်ပြေတယ်။ဘဝမှာဘလို့နေထိုင်မလဲဘလို့စားတောက်မလဲတိတဲ့ပုံစံမျိုးပဲဗေဒင်မှာလည်းအဲ့လိုတိတာရှိတယ်။အဘုတ်တခုတွေစပြောအောင် ဘုတ်ဘူးတွေအတွက်ကောင်းတဲ့ဂျိုဟာရှိတယ်။အာတနင်္ဂနွေနေ့ရတနင်္ဂနွေနေ့ကြာတာပရိရ။အာတနင်္ဂနွေနေ့ရတနင်္ဂနွေနေ့ကြာတာပရိရဗုဒ္ဓဟူသားမီးတွေအတွက်တကယ်ကောင်းတဲ့ဂျိုတွေတကယ်ကိုအတွက်ကောင်းတဲ့ effect ကိုရသေးတဲ့ဂျိုတွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်ကိုယ်ထိန်းချုပ်နေတာကတနင်္ဂနွေနေ့ပါ။ဘုတ်ဘူးသားမီးတွေကဘောကထိန်းချုပ်ပြီးနေတာကကျွန်တော်တနင်္ဂနွေနေ့အဲ့တော့တနင်္ဂနွေနေ့ဂျိုဟာအကောင်းဆုံးဂျိုတစ်ခုအနေနဲ့ဖြစ်တယ်။ဘာလို့ဗုဒ္ဓဘုရားသားမီးတွေကတနင်္ဂနွေနေ့ဂျိုလိုအပ်တာလဲ။ လိုအပ်တာလေအဲ့ဒါလေးကျွန်တော်ပြောပြခြင်းတယ်အဲ့တော့ဗုဒ္ဓဘူတာမီးတွေထဲမှာအကုန်လုံးမဆိုလို့ဘူးဗုဒ္ဓဘူတာမီးဆိုတာကတော်တော်များများနဲ့လက်ရောညီထွေနေတတ်တဲ့လူမျိုးတွေဖြစ်တယ်နော်ဟောသူများနဲ့မအဆက်ကိုလက်ရောညီထွေမနေတတ်တဲ့လူတွေလည်းမရှိဘူးမဟုတ်ရှိတယ်ဗုဒ္ဓဘူတာမီးတွေရာဂိုင်နှုံးအားဖြင့်တော်တော်များများနဲ့လက်ရောညီထွေနေတတ်ကြတာများတယ်ဟောအဆင်ပြေအောင်နေလိုက်တယ်ဟိုလူနဲ့အဆင်ပြေအောင်ပြောလဲဟိုလူနဲ့အဆင်ပြေအောင်ဟိုဟာဖြစ်တယ်အဲ့တော့မာနကြီးတခွဲသားနဲ့မနေဘဲနဲ့အားလုံးနဲ့ တော်ရုံဟာတက်အောင်နေတတ်တယ်လို့ဖြစ်တဲ့အတွက်လူတွေကဘာထင်လဲလို့အဲ့လိုလိုလေချက်စရာကောင်းတယ်လို့ထင်နိုင်ရဲ့လူဟာတပိုင်းအားကောင်လူဘောကြီးပါကွာငါတို့ပြောရင်ဖြစ်ပါတယ်ကွာအဲ့လိုမျိုးထင်သွားတဲ့လူဟာတပိုင်းပေါ့အဲ့နှစ်ပိုင်းရှိတယ်ဒါကြောင့်ပဲကျွန်တော်တို့ကဗုဒ္ဓဘူးသားသမီးတွေတို့အုတ်ချုပ်ပေးမဲ့လူဟာတင်းငုံနေတင်းငုံနေကြိုးစားဟိုအချို့ကတော့ပြောကြတယ်မာနာကိုတင်းငွေကြိုးစားမာနာလို့ပြောတယ်ပြီးတော့တင်းငွေကြိုးစားအကြီးအမှုချုပ် အာတင်းဦးနေဆိုတော့ဥဆောင်နိုင်ဆိုတာမြင်မာတဲ့ဂျိုဒါကြောင့်တင်းဦးနေဂျိုအုပ်ဆိုးရတာဖြစ်တဲ့တော့ဗုဒ္ဓဘူသားမိတွေဟာအချို့နေရာတွေမှာတကယ်ကိုအစွမ်းရည်ရှိတဲ့လူတွေဥဆောင်နိုင်ဆိုတာရှိတဲ့လူတွေတခုခုမှမြင့်မြင့်မာမာတော်နေတဲ့လူမျိုးတွေနော်ခေါင်းဆောင်တွေရှိတဲ့လူမျိုးတွေအဲမျက်နှာခက်တီတီနေပြီးတော့အချို့နေရာတွေမှာငါလုတ်ပြနိုင်နေဆိုတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးလဲကျွန်တော်ပြောင်းနေဖို့လိုတယ်နော်ဒီနေရာလေးနဲ့နေနေရာမျိုးတွေထက်ဆိုင်အချို့နေရာတွေမှာခေါင်းဆောင်စိတ် နော်ခေါင်းဆောင်အရေးအသွေးတာဝန်ယူမှုတာဝန်ခံမှုမျက်နှာခက်တီတီနေတာမျိုးတွေချုပ်နေရမှာခက်ပေါ်ပေါ်ကြီးမဟုတ်ပဲနဲ့အဲ့လိုမျိုးဖြစ်စေချင်တာပြီးတော့ဘုဒ္ဓဘုရားမြေကအဲ့လိုလိုင်အောင်ကြီးထွေနေပြီးပေါ့ပေါ့ပေါ့နေတာများတာဖြစ်တော့အချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီလုံနိုင်စွမ်းကြာသွားတတ်တယ်အဲ့လုံနိုင်စွမ်းမကြအောင်ဒီနေ့ကိုနေရာထိမ့်မိတယ်အဲ့တော့တင်ရဘုဒ္ဓဘုဖြစ်တဲ့ဆိုရင်တာဝန်မှုတာဝန်ခံမှုတွေခေါင်းဆောင်နိုင်စွမ်းတွေနော်စွမ်းအားတွေမာနတွေဒါတွေရှိဖို့လိုတယ် နော်အဲ့တော့ဒါတွေရှိဖို့လို့ဒါတွေရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးဗုဒ္ဓဘုရားသမီးတွေကတနင်္ဂနွေနေ့ကနဝင်းဖြစ်တဲ့အတွက်နဝင်းတနင်္ဂနွေနေ့ကဘာကိုပြောတာလဲဆိုမိဘကိုပြောတာမိဘကတနင်္ဂနွေနေ့ဆိုပိုင်တယ်နော်အဲ့တော့ဘုရားဘုရားမိဒီယာတနင်္ဂနွေအားကောင်းတာဖြစ်တယ်အမိဖအားရဲ့လမ်းညွှန်မှုကိုလည်းကျွန်တော်တို့ကဥပ္ပခါပြုလို့မရဘူးနော်မိဘတွေပြောရတဲ့မှာကိုယ်နဲ့အတုံးတဲတဲ့ဟာတွေကိုယူသုံးဖို့လိုတယ်အမိဘပြောတာလကားပါကွာလူကြီးတွေဘာသိအောင်မို့အဲ့လိုပြစ်ပယ်တဲ့ဘုရားဘုရားအစ်မပြေတာများတယ် ပေတင်နေကုန်နေဆိုတာကျွန်တော်တို့ကမင်းအစိုးရဥပဒေကိုရောက်တဲ့နိုင်ငံမှာရှိတဲ့ဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်မလိုက်နာတာများလာရင်တစ်ချိန်ချင်းပါအဲ့လူတွေကဒုက္ခရောက်တယ်ဘုဒ္ဓသာမီတွေမဟုတ်တာတွေလုံနေတယ်အောက်ဆိုက်တွေရှာနေတယ်ဟွာဒီယာတွေလုံနေတယ်ဒါပါတော့ဗျာမကောင်းဘူးမြောက်လေတာတိပြီးသားပါအဲ့လူတွေလုံနေတယ်မဖြစ်ရင်ဘာမဖြစ်ဘူးဖြစ်ချိန်တန်ပြီဆိုရင်တို့ကဒုက္ခအကြီးရောက်တယ်အဲ့တော့ဘုဒ္ဓသာမီဖြစ်တယ်ဆိုရင်ချမှတ်ထားတဲ့နိုင်ငံတစ်ခုရဲ့ စီမင်းစီကံဥပဒေတွေကိုလေးစားလိုက်တာပါအဲ့ဒါတွေကိုလက်တသုံးကြလုံးနေတယ်ဆိုရင်တစ်ချိန်ချိန်မှာတော့ဒုက္ခအကြီးရောက်လိမ့်မယ်အဲ့ဒါကိုလည်းမမေ့နဲ့အဲ့ဒါကိုလည်းကျွန်တော်ပြောခြင်းတယ်နော်ဒီအချက်ကအဓိကဒါဘုရုသာမီဖြစ်တယ်ဆိုရင်ဥဆောင်တော်ကမြတ်မာရမယ်တောင်းရင်မှုတောင်းခံမှုရှိရမယ်ဟိုပေါ်ပေါ်ပဲပဲရမ်းမနေပဲနဲ့မာနာဆိုတဲ့ပုံစံလေးထားမယ်လက်အောင်ကြီးထွေနေတာနေတာတပိုင်းငေါ့လာမထီးနဲ့ငေါ့တော့လာမကြောနဲ့ဒီလိုမျိုးရှိတယ်ဆိုတာမျိုးကိုလည်းသိအောင်ဟိုကျွန်တော်ပြောပြောနေကြပါမယ်မွေဟောက်မှန်သိအောင်တော့တခါတလေအမောက်ဖြစ်ထောင်ပြဖို့လိုတယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ် အဲ့ဒီအချက်လေးအုပ်ဆိုးတယ်ဆိုတာသိတာပါနဝင်းကျုံပြီးတော့စီးပွားဆိုဗုဒ္ဓဘုရားမိတွေရဲ့စီးပွားဆိုအကြာတာပြေးကျုံပါကြာတာပြေးကြာပြေးကျုံဆိုတဲ့အတိုင်းပဲဗုဒ္ဓဘုရားမိတွေကကျွန်တော်တို့ကလောက်ရတဲ့အလုပ်တွေမှာအကောင်းဆုံးပေါ့တခုခုကိုကိုတိုင်းကိုနာမည်နဲ့ထုတ်တာအကောင်းဆုံးလို့ပြောတာထားပါတော့ဗျာဟိုမြူတီချက်မုတ်လေးရောင်းတာစာကိုနာမည်နဲ့ကိုထုတ်တယ်ခွက်လေးတစ်လုံးလုတ်တာစာကိုနာမည်နဲ့အဲ့တော့ပစ္စည်းတွေမှာကိုနာမည်နဲ့ကို ထုတ်ပြီးတော့စီးပွားရှာတာတွေကအကောင်းဆုံးအဲ့တော့ brand တစ်ခုတိဆောက်တယ်လို့ခေါ်တာအဲ့တော့ကွန်ပစီထုတ်လုပ်မှုအပိုင်းကွန်ပစီ brand တစ်ခုကိုအရေးသွေးတစ်ခုထုတ်ပြတဲ့အပိုင်းအဲ့ဒါတွေမှာသူတို့ကတဲလန့်ရှိကြတယ်နော်အဲ့တော့တစ်ခုခုကိုထုတ်လုပ်နိုင်စွာမြင့်မားမြင့်ပါတယ်ဒါကြောင့်ပဲဘုရဘူသားမီဒီယာအလုံးလုံးတဲ့နေရာတွေမှာ brand တစ်ခုတိဆောက်နိုင်တာကွန်ပစီထုတ်လုပ်နိုင်တဲ့စွမ်းရည်မြင့်ပါတာဒါမှမဟုတ်လေသူများထုတ်လုပ်ပြီးသားကိုကိုကိုစလဲယူပြီးတော့ပေါအောင်လုပ်နိုင်တဲ့အစွမ်းရှိကြတယ် နော်ပြီးရင်ကျွန်တော်တို့ဖြန့်ပြူတာဖြန့်ချီတာသူများထက်ပိုပြီးဖြန့်နိုင်သွားရှိတယ်ဒါဒီဈေးကွက်မှာဒီပစ္စည်းလေးတစ်ခုကိုကျွန်တော်ကအလုံးတစ်ထောင်ရောင်းခြင်းနဲ့နှစ်ထောင်ရောင်းခြင်းနဲ့သုံးထောင်ရောင်းခြင်းနဲ့သူများတွေရောင်းမယ်ဗျာ6လတစ်နှစ်ကြာမယ်သူတို့ဈေးကွက်စီးပွားရေးကိုနားလည်ပြီးရောင်းမယ်ဆိုဗုဒ္ဓဘုရားမိကြီးက2000 3000ကို order တွေတက်ပြီးတော့၄5ရက်နဲ့ရောင်းထွက်သွားအောင်လုံးနိုင်တဲ့တဲလန့်ရှိတယ်ရှိတယ်ဒါကြောင့်ပဲဗုဒ္ဓဘုရားမိကြီးကဖြန့်ချီရေးလုပ်တွေဖြန့်ပြူရေးလုပ်တွေကိုယ်စားလှယ်လုပ်တွေကွန်ထရိုးလုပ်မှုနဲ့ပတ်သက်တဲ့လုပ်တွေ brand တစ်ခုတည်ဆောက်တဲ့အပိုင်းတွေ နော်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘူသားမိတွေကပညာဖြန့်ဝေတဲ့အပိုင်းမှာလည်းစီးပွားရှာလို့ရတတ်တဲ့ပညာကိုပြန်သင်ပေးတာတွေနော်ပညာတန်တန်းတွေဖွင့်တာမျိုးတွေထားပါတော့ခုဗီဒီယိုရိုက်တာကင်မရာရိုက်တာနားလဲတယ်ဒါကြောင့်ကင်မရာ setting တွေအကြောင်းတွေဗီဒီယိုဘလို့ရိုက်မယ်ဆိုတဲ့အကြောင်းတွေဘလို့ edit လုပ်မယ်ဆိုတဲ့အကြောင်းတွေနော်ဘလို့တိဖြတ်ရမယ်ဆိုတဲ့အကြောင်းတွေဒါတွေကိုပြန်သင်ပေးတယ်ပေါ့အဲ့တော့ကိုတတ်တဲ့ပညာကိုပြန်ဖြန့်တာမျိုးတွေဗုဒ္ဓဘူသားမိတွေကစီးပွားရေးအနေနဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့ကောင်းတယ်အဲ့တော့လုပ်ငန်းအကြီးမားကျယ်ပြန့်တာကိုပြောတာဖြစ်တဲ့အတွက် ဟိုတည်တည်မောမောလေးတွေလက်လီအလုပ်လေးတွေလုပ်နေကြတဲ့လူမျိုးတွေအနေနဲ့ငါတို့လုပ်ငန်းကိုဘယ်လိုကြီးကြအောင်ချဲ့မလဲဘယ်လိုဆိုင်ခွဲတွေဖွင့်မလဲဘယ်လိုတစ်ခုနဲ့တစ်ခုပို့ပြီးတော့လုပ်ငန်းမှာဟိုအကြီးကြီးဖြစ်သွားအောင်လုပ်မလဲဒါတွေအကုန်လုံးကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့လိုမှမသိထားဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာတွေမှာအားနေချက်ရှိစေတယ်ဆိုတာကဘုရူသားကြီးတွေမှာရှိတယ်ပေါ့နော်အဲ့ဒီချက်ကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ဘုရူသားမိတွေစမ်းကြိုပေါ့စမ်းကြိုကအားလုံးသိတဲ့အတိုင်းပဲတင်းနေလာပိုင်တယ်တဲလာပိုင်တယ် တနေ့လာကျွန်တော်တို့ကောင်းငင်ကလာမင်းအားလုံးလည်းသိကြတယ်အဲဗုဒ္ဓဘုရားမိတွေကကိုချစ်ရတဲ့သူတွေကိုအိမ်အောင်ဘက်တွေကိုလက်ထွေးရမယ့်လူတွေကိုသားသမီးတွေအဲ့လိုလူတွေကိုကျွန်တော်တို့ကတော့ပျော်စေခြင်းတယ်ပျော်စေခြင်းပျော်နေတာကြိုက်တယ်အဲ့တော့ကိုချစ်ရတဲ့လူဟာမျက်နှာကြီးကတည်ကြည်ပြီးအရန်ညူဆူနေတာရရစိတ်ကောက်နေတာရရစိတ်ချုပ်နေတဲ့ပုံဖြစ်နေတာရရအလိုမချနေတဲ့လူဖြစ်နေတာအဲ့လိုမျိုးလူမျိုးတွေကိုတို့ကကြိုက်လည်းမရှိဘူးနော် ငါတို့စူးစမ်းကြရရှိမယ်ပင်မဖန်ရာကြီးမှာပင်မပြောကြရရှိလဲငါတို့အတူတူပြောကြမယ်ဆိုတဲ့စိတ်မျိုးရှိတယ်။ဒါအဲ့လိုမှမဟုတ်တဲ့လူမျိုးဖြစ်နေတယ်အရာရာညူဆူနေတယ်အရာရာအပြစ်တင်နေတယ်ကိုယ့်ဘောအရာရာစိတ်ကောက်နေတယ်ဒီလိုမျိုးလူမျိုးတွေနဲ့ဆိုဗုဒ္ဓဘာသာမိတွေကမမြဲတာများတယ်။ဟောဗုဒ္ဓဘာသာမိတွေကကိုယ့်ချစ်သူနဲ့အတူတူကပျော်ရွှင်နေတယ်စိတ်ချမ်းသာနေတဲ့လူမျိုးတွေဒါတော့ခီးသွားတာရှင်လားငါတို့အတူသွားကြအောင်အာရှင်သွားခီးတမမလိုက်ချင်ဘူးအဲဒီလိုမျိုးချစ်တာများလာရင်အိမ်တော်ကြီးမှာ divorce ဖြစ်ဖို့ဖြည်းဖြည်းနဲ့နီးလာတယ်လို့မှတ်ပါ ဘုရားကသားမီးတွေကကိုနဲ့တသားတည်းဖြစ်မဲ့စိတ်သွားတိုင်းကိုပါကိုနဲ့တကယ်ကိုဟိုပါပေါ့ပုံစံတွိုက်ချင်းတူတဲ့လူမျိုးကိုပဲကျွန်တော်တို့ကရွေးဖို့ကျွန်တော်တို့အကြံပေးပါတယ်အားရကပိုကောင်းတယ်အဲပြီးတော့ဘုရားသားမီးတွေကအများအားပြုံးရွှင်နေတဲ့ချက်သူအများအားကြီးလင်းလင်းနေတဲ့ချက်သူဟိုခန္ဓာကိုယ်ပါလို့ရရင်ညစ်ပတ်ရှုပ်ပွားနေတာမျိုးမကြိုက်ဘူးเนาะဒါကြောင့်ပဲဘုရားသားမီးတွေကကိုချက်သူကိုရွေးတဲ့အခါကျရင်လည်းတန်တန်ပြက်ပြက်ရှိတဲ့လူကြီးလင်းလင်းရှိတဲ့လူ ်အသားရေဖြူတယ်ညိုတယ်ဆိုတာကိုတော့မပြောလို့ဒါပေမဲ့မျက်နှာလေးကြည့်ပြီးတော့ဟဲ့အေးချမ်းလိုက်တာအာသူကအရင်မချောရင်မဲ့သူမျက်နှာလေးကြည့်ရင်ငိမ့်ချမ်းလိုက်တာအဲ့လိုလိုမျိုးရွေးချယ်ယူရင်အိမ်တော်ကြီးပို့တာရတယ်ပို့မြဲတယ်ဗောနောပို့ပြီးကောင်းတယ်ဒါကိုလည်းကျွန်တော်တို့သိထားသိချင်လို့ပြောတာပါเนาะအဲ့ဒီအချက်လေးတွေကိုလိုက်နာဖို့လိုတဲ့အခြေအိမ်တော်ကြီးမှာအဲ့ဒီပုံစံမျိုး flow ဝင်တဲ့လူကိုယူနိုင်အိမ်တော်ကြီးပို့ပြီးတာရနိုင်တယ်နောက်ဆုံးတော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဗီဒီယိုရှေ့ကြီးတင်မပြောတော့ဘူးအခြားခြားအသိတဲ့ခါကြရင်လည်းကျွန်တော် ဟိုအထက်ဆောင်မှပြင်အောင်နင်းချမ်းကိုလည်းဘလို့ဆောင်ရမယ်ဆိုတာလေးဘလို့ရှောင်ရမယ်ဆိုတာလေးနေပြောပေးပါမယ်နော်အဲ့တော့ဗုဒ္ဓဘာသာမိတွေအားလုံးကိုကိုတိုင်းတိဆောင်းနိုင်ကြပါစေဘလို့လုပ်ရင်ပိုကောင်းမလဲဆိုတာလေးလာသုံးသပ်ပြီးတော့ဘဝကိုပိုကောင်းဆက်ရှောက်နိုင်ပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ